င်္ဂလာပါခင်ဗျာကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်ဒီလေးကတအုပ်ကိုပြန်လည်ပြီးမျှဝေပေးချင်ပါတယ်စာအုပ်လေးရဲ့ခေါင်းစဉ်ကတော့အသက်20မှာပြောင်းလဲရမယ့်အချက်20ဖြစ်ပါတယ်စာရေးဆရာမကတော့နမ်းမေလင်းလက်အောင်ဖြစ်ပါတယ်ဒီထဲမှာဆိုရင်စာရေးဆရာမကဒီအပိုင်း၄ပိုင်းနဲ့ညဖွဲ့ပြီးတော့ဒီစာအုပ်လေးကိုရေးထားတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်အဲအပိုင်း၁အနေနဲ့ကတော့လူငယ်နဲ့စိတ်သက်အဲအပိုင်း၂မှာဆိုရင် လူငယ်နဲ့ဆက်ဆံရေး အပိုင်း၃မှာဆိုရင်လူငယ်နဲ့အလှပါကျမ်းမာရေးအပိုင်း၄မှာဆိုရင်တော့လူငယ်နဲ့ပညာရေးဘဝတူတာပါเนาะအဲ့တော့အပိုင်း၄ပိုင်းခွဲထားပါဗျ။အဲ့ဒီအပိုင်း၄ပိုင်းရဲ့အောက်မှာလည်းဒီခေါင်းစဉ်လေးတွေနဲ့ပြန်ပြီးခွဲပြီးတော့ဆ iam မာရေးပြထားပါဗျ။အာဒီဆောင်လေးတော့မှာဆိုရင်တော့တေးချအချက်လက်လေးတွေတော်တော်စုံစုံလင်းနေပါเนาะအာတကယ်ဖတ်ရတဲ့သူကိုအင်မတန်အဆင်ပြေအောင်ရှင်းရှင်းလေးလေးရေးထားပေးတာကိုတွေ့ရပါဗျ။အဲအဲ့ဒီထက်ကမှကျွန်တော်ကဒီနှစ်ပတ် အပိုင်းတစ်ပေါ့နော်လူငယ်နဲ့စိတ်သက်သေကနေပြီးကျွန်တော်တင်ယူမိခဲ့တာလေးတွေကျွန်တော်ခွန်အားရတာလေးတွေကိုပြန်လည်ပြီးတော့မျှဝေပေးခြင်းပါတယ်အဲ့ဒါနံပါတ်1အနေနဲ့ကတော့ကျွန်တော်ဘာခွန်အားရတယ်ဆိုလို့ရှိရင်ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာဆရာမကဘယ်လိုပြောထားလဲဆိုရင်ဒီကျမ်းမာရေးလိုက်စားဖို့ပေါ့နော်အဲ့ချက်တွေကတော့အများကြီးပေါ့နော်အဲ့ဒီမှာကျွန်တော်ကအကျွန်တော်ပြောင်းလဲဖို့လိုအပ်တဲ့အချက်လေးတွေကိုကျွန်တော်ကခွန်အားယူပြန်လည်မျှဝေခြင်းဖြစ်ပါတယ်အာဒီကျမ်းမာရေးလိုက်စားဖို့ကိုပြောပြထားပါတယ် ဒီမနက်တိုင်းပေါ့နော်ကျွန်တော်စောစောထပြီးလမ်းလျှောက်မယ်။လမ်းလျှောက်တဲ့ခါဆိုလို့ရှိရင်လည်းအတငယ်ချင်းနေနေပဲဖြစ်ဖြစ်ကိုရောက်ထဲပဲဖြစ်ဖြစ်သူကလမ်းလျှောက်လို့ရတယ်။အဓိကကဆရာမဘယ်လိုကြင်ရလဲဆိုရင်ဒီ weight ထိန်းခိုင်းတာပေါ့နော်။ကျွန်တော်တို့ဒီအသက်20ရောက်လာအသက်20မှမဟုတ်ပါဘူး။ကျွန်တော်တို့ဒီအရွယ်ပေါ့နော်။အသက်20ပဲဖြစ်ဖြစ်25 30ပဲပြင်မှာပဲဖြစ်ပါစေ။ကျွန်တော်အနေနဲ့ဒီကျန်းမာတဲ့ခန္ဓာကိုယ်ရှိဖို့ independent လိုအပ်တယ်ပေါ့နော်။အဲဆရာမကကျွန်တော်တို့ခန္ဓာကိုယ်မှာဒီ acidity မရှိဘူးပေါ့နော်။တကယ်လို့ပိန်ရသူဆိုရင်လည်းအရင်မပိန်ဘူး။ အဝါတဲ့သူတွေဆိုလို့ရှိရင်လည်းအရင်မဝါဘူးပေါ့နော်တင်းတင်းလျောက်ပတ်တဲ့တင်းတင်းမြတ်တာတဲ့ခန္ဓာကိုတစ်ခုပေါ့နော်ကျမ်းမာတဲ့ခန္ဓာကိုပြုပူရံတဲ့ဆရာမကဒီကျမ်းမာရေးလိုက်စားဖို့ပြောတယ်ပေါ့နော်အဲ့ဒါကလည်းကျွန်တော်ပေါ်ပေါ်မှာလူအပ်လို့ကျွန်တော်ကပြုပြံအချက်အနေနဲ့ကျွန်တော်ကယူထားတာပေါ့နော်နောက်တစ်ခုကကျတော့ဒီပါလဲဆိုလို့ရှိရင်ဒီဝိစားစင်ရင်ပုံပေါ့နော်ကျွန်တော်တို့ဒီအသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီဝိစားစင်ရင်ပုံကလည်းအဲပြောင်းလဲဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့တနေ့တနေ့နဲ့သွားတဲ့အခါမှာ အဲကိုကအိမ်နေရင်ဝင့်နဲ့လဲသူကအပြင်ကိုသွားလို့မရတယ်လို့ပြင်မှာနေတဲ့ဝင့်နဲ့လဲအိမ်မှာနေရတာကတော့တော့သာမဖြစ်ဘူးပေါ့နော်အဲကြောင့်ကျွန်တော်တို့အနေနဲ့အဝေစားဝတ်တဲ့ခါဆိုလို့ရှိရင်နေရဒေတာပေါ်လိုက်ပြီးတော့အဝေစားစရင်တက်ဖို့လဲလိုအပ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့အနေနဲ့ဒီတာဝန်ယူရမယ်ပေါ့နော်ဒီငယ်ကျွန်တော်တို့ငငယ်တုန်းကဆိုလို့ရှိလို့ရှင်ပြဿနာတစ်ခုဖြစ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့မကျင်တဲ့လားတစ်ခုဆိုလို့ရှင်ကျွန်တော်တာဝန်မယူတာမျိုးရှိတယ်အတူတဘာကိုလွှတ်ချတာမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့အသက်အရွယ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က အဲအမှားတာပဲဖြစ်ဖြစ်ပြည့်စရာတစ်ခုပဲဖြစ်ကျွန်တော်ကတာဝန်ယူရမယ်အလုပ်တစ်ခုကိုတာဝန်ယူနိုင်ရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကအဲချိန်ကာလတစ်ခုရောက်တဲ့အခါကျတော့ရင်းကျက်လာမယ်တင်းငြိမ်လာမယ်ပေါ့နော်ဒါကျွန်တော်တို့လုပ်ရမယ့်အရာတွေဆိုပြီးတော့ဆင်မပြပြထားပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့အနေနဲ့လူငယ်တိုင်းလုပ်ရမယ့်အရာတစ်ခုကဘာလဲဆိုရင်မိတ်ဆွေဖွဲ့တာပေါ့နော်ကျွန်တော်အရွယ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ရှက်တာကြောက်တာတော့ရှိပြင်မယ်လေအာ လိုရမယ်အပေါင်းအသင်းကိုလိုအပ်တယ်ပေါ့နော်အပေါင်းအသင်းလိုအပ်တယ်မိတ်ဆွေလိုအပ်တယ်အဲ့ခါမှာကျွန်တော်တို့မိတ်ဆွေပေါင်းသင်းဖွဲ့တဲ့အခါသူရှင်လေရှက်တာကြောက်တာထက်ရှက်တာကြောက်တာကတော့ရှိပေမဲ့လေကျွန်တော်တို့ထက်လှုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒီ relationship တကူပတ်တည်းရဲ့ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လိုအပ်တယ်အဲ့ကြောင့်မျိုးကျွန်တော်မိတ်ဆွေဖွဲ့ရမယ်လို့မိတ်ဆွေဖွဲ့တဲ့အခါသူရှင်လေကိုယ်နဲ့ရွယ်တူလေးရတယ်ကိုယ့်ထက်ငယ်တဲ့သူလေးရတယ်ကိုယ့်ထက်ကြီးတဲ့သူလေးရတယ်နေပဲပဲဖင်းနေပဲမှမဆိုပေါ့နော်သူတို့နဲ့ပေါင်းသင်းဆက်ဆံရေးလုပ်မယ်ဒါမှကျွန်တော်တို့ကတဖြည်းဖြည်းနဲ့လူရည်လဲလာမယ် အဲလူလေကြီးဖြစ်လာမယ်ပြောချင်တာဟုတ်ပါတော့နော်တကယ်လူရဲ့သဘောတဘာဝကိုနားလည်လာမယ်ကျွန်တော်တို့အချိန်မတိုင်ခင်ပြီးတော့မှမသိတဲ့မောင်းပါတော့ကျွန်တော်တို့အဲ့အရာတွေကိုလေ့လာပြီးသိမြင်လာနိုင်တယ်ပေါ့နော်သူတို့ရဲ့အကြံဉာဏ်တွေကိုကျွန်တော်နားထောင်ခြင်းအဖြစ်လည်းသိနာနိုင်တယ်ပေါ့နော်အဲ့ဒီအကြောင်းအရာတွေကိုစာရေးဆရာမကပြောပြထားပါတယ်အဲနောက်တစ်ခုကကျတော့ကျွန်တော်တို့အနေနဲ့အားကျတက်ရမယ်ပေါ့နော်အဲ့အရာကလည်းကျွန်တော်တို့လိုအပ်ပါတယ်ဘာလို့ဆိုတော့အားကျတာကလည်းအရန်ရေးကြီးတွေတခုတခါရေသူငါကကိုထက်ငယ်တဲ့သူပဲဖြစ်ဖြစ်ကိုနဲ့ရွယ်တူပဲဖြစ်ဖြစ်ကိုထက်တော်သွားတယ်ဆိုရင်ကျွန်တော်တို့ကစိတ်ထဲမှာ အမကောင်းဘူးပေါ့နော်အဲကျွန်တော်တို့ဘယ်လိုရောမလဲစိတ်ထဲမှာမနာလို့လည်းဖြစ်နိုင်နေပေါ့နော်ဒါပေမဲ့မနာလို့လည်းသူမဖြစ်တယ်သူလည်းရှိတယ်ပေါ့နော်ဒါပေမဲ့တခါရရချင်းကျွန်တော်တို့ကတကယ်ဆုံးယောက်ကကိုယ့်ထက်တော်သွားတဲ့အချိန်မှာမနာလို့ဖြစ်တတ်တဲ့အချိန်ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမဖြစ်ရဘူးဒါကြောင့်သူတို့ကကျွန်တော်တို့ထက်တော်သွားတယ်ဆိုရင်ကျွန်တော်တို့အားကြရမယ်လေဘာလို့အားကြမယ်ပြီးတဲ့အခါမှာကျွန်တော်တို့လည်း အချိန်ရန်တို့လိုဖြစ်လာနိုင်တယ်တို့တက်လည်းပို့တော်ချင်းကြော်သွားနိုင်တယ်ကွာနော်ဒါကြောင့်ကျွန်တော်တို့ကတို့ပုံမှာကိုယ့်ထက်တာသွားတဲ့အချိန်မှာမနာလုံမဖြစ်ရဘူးကျွန်တော်တို့အားကြလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီတက်မှာကောင်းပွေးကောင်းတဲ့ဘဝတစ်ခုကျွန်တော်ကိုယ်ပိုင်ဖန်တီးလို့ရတယ်ပေါ့နော်အဲ့ဟာလေးကျွန်တော်နောက်တစ်ခုကကျွန်တော်ကချီကျူးတက်ရမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဘဝမှာဒီဆီယမ်မကပြောတာချီကျူးတက်ရမယ်ကိုယ့်ပတ်ဝန်းကျင်ကလူကကိုယ့်ထက်တာသွားတယ်ဆိုရင်ကျွန်တော်တို့ကိုဂုံပြုပေးရမယ်ချီကျူးပေးရမယ်ဒါပေမဲ့တစ်ချိန်ညချင်းကျွန်တော်တို့လည်းအောင်မြင်သူဖြစ်လာနိုင်တယ်လေအဲ့ဟင်ရောက်ရင်တပားသူပါချီကျူးမှုကိုကျွန်တော်တို့ကပြန်လည်ခံစားရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကချီကျူးတက်ရမယ်တနည်းအားဖြင့်ကျွန်တော်တို့ရဲ့နှုတ်ကိုသူတပားကိုချီကျူးတဲ့နေရာ မှာပဲတုံးတာတော့ပိုကောင်းနေပါတော့အဲနောက်တစ်ခုကကျတော့ လေရပါတော့ကိုကိုယုံကြည်မှုရှိတာနဲ့ပတ်သက်ပြီးတော့ဒီဆမားပဲပြောတော့ကိုကိုယုံကြည်မှုရှိအောင်ဘယ်လိုလုပ်မလဲအဲကိုကိုယုံကြည်မှုရှိအောင်ဆိုလို့ရှိရင် तू ကကိုကိုယုံကြည်မှုရှိအောင်ဆိုလို့ရှိရင်ဒီဖန်တီးပြီးလေးရလားဆိုတော့တကယ်တော့ဆမားပြောတယ်ကွာရတယ်တဲ့အဲ့လိုလုပ်လို့ရတယ်ပေါ့နော် तू ကပြောထားတယ်အာနံပါတ်၄နေနဲ့ဘယ်လိုကိုကိုယုံကြည်မှုရှိအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်တော့အလုပ်တွေလုပ်မယ်ပေါ့နော်အလုပ်တွေကိုကြိုးစားလုပ်မယ်နောက်တစ်ခုဆိုရှင်ငေးမောပြီးတော့ထိုင်နေမယ်စာကိုလုပ်စရာရှိတာကိုပြီးအောင်လုပ်ရမယ်ဒါကအလုပ်သမားလည်းမဟုတ်ဘူးအလုပ်သမားမှမဟုတ်ဘူးပေါ့နော်တကယ်ကြောင်းတက်နေရသူလို့ရှိရင်လေကိုကြောင်းမှာပြီးတဲ့အင်စာတွေကိုတစ်ခုနဲ့တစ်ခုကိုပြီးအောင်လုပ်မယ်မပြင်းနဲ့ ်ပေါ့နော်ကိုလုဆရာရှိရတယ်ကိုကောင်းကောင်းလှုပ်မယ်ဒါဆိုကိုကတစ်ခုနဲ့တစ်ခုလုံနိုင်လာတယ်များလာများလာတဲ့ခါမှာကိုကိုယုံကြည်မှုရှိလာမယ်တဲ့နောက်တစ်ခုကကျတော့အောင်မြင်အောင်လုပ်တာပေါ့နော်တကယ်လို့အာအဲ့လိုကလို့ဆရာမကပြောလို့ဆိုတော့ဒီအောင်မြင်ဟာချမ်းသာသွားမှငွေကြီးပိုင်အောင်သွားမှအောင်မြင်သွားတာမျိုးမဟုတ်ဘူးပေါ့နော်အောင်မြင်တယ်ဆိုတာကလည်းအဲကျွန်တော်တို့ ဟိုကိုလုံနေတဲ့အလုံလေးတက်တက်လေးပဲဖြစ်ပါသေးတယ်။အဲ့တက်တက်လေးကလည်းပြီးဆုံးသွားပြီးဆုံးအောင်လွှတ်တာမျိုးပေါ့နော်။အချိန်မဆွဲမနဲ့ကိုကပြီးဆုံးအောင်လွှတ်တာမျိုးစာတပုတ်ဆိုလို့ရှိရင်လည်းအဲ့စာတပုတ်လေးကိုရအောင်ကြက်လိုက်တာမျိုးပေါ့နော်။ဒါကလည်းကိုလောက်ရမရတခုပြီးဆုံးသွားရင်ဒါကလည်းအောင်မြင်မှုပေါ့နော်။တက်တက်လေးတက်တက်လေးကလည်းကိုရဲ့အောင်မြင်မှုကိုတိဆောက်လို့ရရတယ်ဆိုပြောပြထားတယ်ပေါ့နော်။နောက်ခုကတော့ဒီအဝေးအစားပေါ့နော်။အာဒီအဝေးစားတက်တက်ရဲ့အဝေးစားစီရင်တာလည်းကိုကိုယုံကြည်မှုရှိသေးတယ်ပေါ့နော်။အာကျွန်တော်တို့အနေနဲ့အာသူ့နေရာသူ့ဒေတာပေါ့လိုက်ပြီးတော့အဝေးစားလေးတွေဝေးတဲ့အခါမှာကိုဝေးတဲ့အဝေးစားပေါ့မူတည်ပြီးတော့အဲကိုကိုကိုယုံကြည်မှုကလည်းရှိတယ်ပေါ့နော်။ကျွန်တော်တို့အနေနဲ့တစ်ခါရရ ဲ့အဝယ်စားကကိုနဲ့အဲကြည့်လို့အဆင်မပြေတဲ့ဟာကိုဝတ်လိုက်တဲ့အဝယ်စားနဲ့ကိုသွားတဲ့နေရာမှာကန့်ညူမရှိတဲ့ခါမှာကိုကိုယုံကြည်မှုအားနေတာတွေဖြစ်နိုင်နေပါတော့အဲကြောင့်ကျွန်တော်တို့အနေနဲ့ဒီအဝယ်စားဝတ်တာတွေပဲသိချာ view site ကိုတက်တက်ရရနေဖို့ပေါ့နော်အဲ့ဒါတွေလည်း view site ကိုလိုအပ်တယ်ပြီးကျွန်တော်တို့ရဲ့ဒီရုပ်ရည်တင်ပြင်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဥမာသပင်းသေးချာတက်ရရထားတာမျိုးအဲခန္ဓာကိုယ်ကြံ့ခံကြံ့ကြံ့မာတဲ့ခန္ဓာကိုယ်တစ်ခုထားတာမျိုးအဲပြီးရင်တက်တက်ရရနေတဲ့ထားတာမျိုးပေါ့နော်ပြီးလို့ရချင်းအဲ့လိုမျိုးဟာတွေက အဲကျွန်တော်တို့ကိုယ့်ကိုယ်ယုံကြည်မှုပို့ပြီးရှိစေတယ်ဆိုပြီးတော့အာဆင်မန်ကပြောထားတယ်ဗောနော်ဒီအချက်တွေကဆင်မန်ပြောပြပတ်ထားတဲ့အချက်တွေကတော့အများကြီးရှိတယ်ဗောနော်တကယ်ပဲတကယ်ကိုများတယ်ကျွန်တော်တို့လည်းအများကြီးအသုံးဝင်တဲ့အချက်တွေတကယ်ကိုအများကြီးရှိပါတယ်အဲ့ဒီထဲကမှကျွန်တော်ကလက်ရှိကျွန်တော်အနေနဲ့ဒီပြုပြင်ရမယ့်အချက်လေးတွေပေါ့နော်ဒီစာအုပ်လေးကိုဖတ်ပြီးတော့ကျွန်တော်အနေနဲ့ပြုပြင်ရမယ့်အချက်လေးတွေကိုကျွန်တော်မြင်တွေ့ပြီးတော့ခွန်အားရလို့ပြန်လည်းမျှဝေခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ